မေလ16ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအင်တာဗျူးတစ်ခုမှာတရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုနဲ့နောက်ဆုံးကုန်သရေသဘောတူညီချက်ကိုလက်မှတ်မထိုးရင်တရုတ်နိုင်ငံရဲ့စီးပွားရေးဟာပြိုလဲသွားလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီတရက်ထဲမှာပဲ Australia Company Linus Rare Earth ကအရေးပါတဲ့ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့အကြီးစားမြေရှားပစ္စည်းတွေထုတ်လုပ်မဲ့စက်ယုံအသစ်ဟာတရယဝင်စီးပွားဖြစ်လဲပတ်မှုကိုစတင်ခဲ့ပါတယ်။ဒီ development ဟာ ကမ္ဘာကုန်သရေမြေရှားတက်တူဈေးကွက်မှာတိတာထင်ရှားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီးတရုတ်ကွန်မြူနတီပါတီ CCP ရဲ့အရေးပါဆုံးဗျူဟာမြောက်အားသာချက်တွေကမြေရှားတက်တူပေါ်လဝကြီးအုံနိုင်မှုရဲ့အားနည်းလာခြင်းကိုထင်ရှားစေပါတယ်။ Linus ကသူတို့ရဲ့ဆက်ယုံဟာမလေးရှားနိုင်ငံကွမ်တန်အနီးက Goban ဆက်မှုဧရိယာမှာတည်ရှိပြီး Dysprosian outside ကို စီးပွားဖြစ်ထုတ်လုပ်မှုကို အောင်မြင်စွာစတင်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ဒီမှတ်တိုင်ဟာ Linux ကို တရုတ်နိုင်ငံပြင်ပမှာအကြီးစားရှားပါးမြေဩဇာ dressing တွေကို ထုတ်လုပ်မှုအောင်မြင်တဲ့ပထမဆုံးကုမ္ပဏီဖြစ်ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဆက်ယုံဟာတရားဟတာကျော်ကိုလွှမ်းခြုံထားပြီးဤပညာဆိုင်ရာ အောင်မြင်မှုတစ်ခုထပ်ပေါ်ပါတယ်။ဒါဟာနိုင်ငံရေးပြည်ဝင်နဲ့ဗျူဟာမြောက်အလှည့်ပြောင်းတစ်ခုကိုကိုးစားပြုပါတယ်။ဒိုင်းစပရိုစီယန်နဲ့တာဘီယန်ဟာစွမ်းဆောင်ရည်မြင်မာတဲ့အမြဲတမ်းတန်လိုက်တွေ နီယိုဒိုင်မီရန်ဘိုရွန်တန်လိုက်တွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့အစိပ်ပိုင်းတွေပါဒီတန်လိုက်တွေဟာအပူချိန်တည်နေမှုနဲ့တန်လိုက်ထက်အသုံးချမှုတွေအတွက်အရေးပါပါတယ်ဥပမာလျှက်စစ်ကားမော်တာတွေလေယာတာပိုင်တွေစစ်ဘက်ဆိုင်ရာရေဒါစနစ်တွေဒုံးကျည်နည်းပညာရေငုပ်သင်းမောတွန့်ကန်စနစ်နဲ့အဆင့်မြင့် AI စက်ပစ္စည်းတွေပါ Dice Procyan နဲ့ Tabian ဟာပမာဏအနည်းငယ်သာရှိပေမဲ့ ခင်မီဆက်မှုနဲ့ကာကွယ်ရေးကဏ္ဍတွေအတွက်အခြေခံကြပါတယ်။အထူးသဖြင့်ကမ္ဘာအဆင့်မှာစိမ့်လန်းတန်ရှင်တဲ့စွမ်းရည်နဲ့အဆင့်မြင့်ဤပညာဖွံ့ဖြိုးတိုးတက်မှုစီတွန်းအားပေးရမှာအရေးပါပါတယ်။ဒါ့ပြင်မဲ့အကြီးစားမြေရှားတတုဒရက်ဆင်တွေကိုတန့်တင်ခွဲထုတ်တာဟာအလွန်ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေဖြစ်ပြီးအရင်းမြစ်တွေဟာအလွန်ကန့်သက်ထားပါတယ်။အခုချိန်ထိကမ္ဘာအကြီးသားမြေရှားတတုတွေခွဲထုတ်မှု60ရာခိုင်နှုန်းကျော်ဟာတရုတ်နိုင်ငံမှာဗဟိုပြုထားပါတယ်။ ဒါကတရုတ်နိုင်ငံကိုကမ္ဘာထောက်ပံ့ရေးကွင်းဆက်ရဲ့အရေးပါတဲ့အပိုင်းတစ်ခုမှာလက်ဝက်ကြီးအုပ်ထားပြီးနိုင်ငံတကာကုံသွယ်ရေးနဲ့နိုင်ငံရေးပထဝီပိုင်းမှာတရုတ်အတွက်ဖြူဟာမြောက်ဩဇာတစ်ခုဖြစ်ပြောင်းလဲပေးထားပါတယ်။2023ခုနှစ်ကလေးကတရုတ်ကွန်မြူနစ်ပါတီကအရေးပါတဲ့ပစ္စည်းတွေဖြစ်တဲ့ Gallerian, Germany Run, Graphite နဲ့ Dysprosian နဲ့ Tavian လို့အဓိကမြေရှားတပ်ထု dressing တွေပါဝင် တင်ပို့မှုကန့်သတ်ချက်တွေကိုတဖြည်းဖြည်းအကောင့်ထဲပေါ်လာခဲ့ပါတယ်။ဒီလိုရက်တွေကိုနိုင်ငံတော်လုံခြုံရေးနဲ့အရင်းမြစ်ကာကွယ်ရေးအကြောင်းပြချက်တွေနဲ့ပြုလုပ်ခဲ့တာပါ။ဒီလိုရက်တွေဟာအမေရိကန်ပြည်ထောင်စုဂျပန်နဲ့ဥရောပနိုင်ငံတွေလိုစက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုးရွားတဲ့အဆိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ပြန်လည်ပြည့်ဖြုံမြဲစွမ်းအင်လျှက်စစ်ကားတွေကာကွယ်ရေးနဲ့ AI အပါအဝင်နှီးပညာမြင့်ကဏ္ဍတိုင်းဒီပါဟာဒီပစ္စည်းတွေပေါ်မှာမူတည်နေလို့ပါ။ လိုင်းနက်စ်ရဲ့အောင်မြင်မှုဟာဒီလဝက်ကြီးအုပ်မှုကိုအဆုံးသတ်စေပြီးမြေရှားတပ်ထုတွေအတွက်ပုံမိုလုံခြုံတဲ့ကမ္ဘာထောက်ပံ့ရေးကွင်းအတွက်အခြေခံအာမခံချက်တစ်ခုဖြစ်လာပါတယ်။ဒီလှုပ်ရှားမှုဟာကုန်သွယ်ရေးညှိနှိုင်းမှုတွေနဲ့ကာကွယ်ရေးဆိုင်ရာအငင်းပွားမှုတွေမှာမြေရှားတပ်ထုကိုညှိနှိုင်းရေးကိရိယာဖြစ်အသုံးပြုနိုင်တဲ့တရုတ်နိုင်ငံရဲ့လုပ်ရက်ကိုအားနည်းစေနိုင်ပါတယ်။တရုတ်နိုင်ငံသားမြေရှားတပ်ထု dressing တွေကိုညှိနှိုင်းရေးကိရိယာဖြင့်အသုံးပြုမယ်။ဒါမှမဟုတ်တင်ပို့မှုပိတ်ပင်တာမျိုးလုပ်မယ်ဆိုရင် အနောက်နိုင်ငံတွေဟာစွန့်ရင်ထုတ်လုပ်မှုကစလို့နိုင်ငံတော်ကာကွယ်ရေးထီအရေးပါတဲ့ကဏ္ဍတွေမှာဆိုးရွားတဲ့ပစ္စည်းပြက်လက်မှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ဟာနိုင်ငံရေးပထဝီဝင်ပြိုင်ဘက်တွေကိုဖိအားပေးဖို့နဲ့လက်တုံ့ပြန်ဖို့မြေရှားတပ်ထုကိုဗျူဟာမြောက်လက်နက်အဖြစ်အသုံးပြုလာခဲ့တာကြောင့်ရှေ့လျားစွာတရားမျှတမှုရှိခဲ့ပါတယ်။ဥပမာတစ်ခုကတော့2010ခုနှစ်မှာတရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံအကြားဆန်ကာကူးကျွန်းတွေနဲ့ပတ်သက်တဲ့တန်တမန်အရေးငင်းပွားမှုတွေကြောင့် ပေကျင်းကဂျပန်နိုင်ငံစီမြေရှားတပ်ထုတင်ပို့မှုကိုယာယီပိတ်ပင်ခဲ့ပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့ထုတ်လုပ်ရေးထောက်ပံ့ရေးကွင်းဆက်တွေမှာချက်ချင်းအနှောက်အယှက်ဖြစ်စေခဲ့ပြီးတရုတ်နိုင်ငံကမြေရှားတပ်ထုကိုတန်တမာရေးလက်နက်အဖြစ်ပထမဆုံးအကြိမ်ဓာတ်ရိုက်အသုံးပြုခဲ့တယ်လို့အထိပ္ပယ်ဖွင့်ဆိုခံခဲ့ရပါတယ်။2018ခုနှစ်ကနေ2020ခုနှစ်တွင် အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲအထွတ်ထိပ်ရောက်နေချိန်မှာတရုတ်နိုင်ငံရဲ့နိုင်ငံပိုင်မီဒီယာတွေနဲ့အရာရှိတွေက အမေရိကန်ပြည်ထောင်စုကအောက်ခွန်တွေဆက်လက်ချမှတ်ပြီးတရုတ်နည်းပညာကုမ္ပဏီတွေကိုပြစ်မှတ်ထားရင်ရှားပါမြေရှားတပ်ထုတင်မှုမှုကိုကန့်သတ်လိမ့်မယ်လို့အကြိမ်ကြိမ်ချိန်ချောက်ခဲ့ကြပါတယ်။ရှားရှားပါပါထုတ်ပြန်ချက်တစ်ခုမှာတရုတ်ကွန်မြူနီပါတီရဲ့ပြောခွင့်ရသတင်းစာကတရုတ်နိုင်ငံရဲ့လက်တုံပြန်နိုင်စွမ်းကိုရှော့မတွက်ပါနဲ့။မြေရှားတပ်ထုတွေဟာအတုံးမွေတဲ့အရာတွေမဟုတ်လို့တတိပေးခဲ့ပါတယ်။တရုတ်နိုင်ငံကလည်းထိုင်ဝမ်ပြည်ထောင်နာနဲ့ပတ်သက်ပြီးတင်းမာတဲ့ကာလတွေမှာအလားတူချိန်ချောက်မှုတွေကိုလုပ်ခဲ့ပါဗျ ထိုင်ဝမ်ခွဲထွက်ရေးအင်အားစုတွေကိုထောက်ခံတဲ့နိုင်ငံတွေစီအ धिक အရင်းမြစ်ထောက်ပံ့မှုတွေကိုကန့်သတ်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဒီလိုချိန်ချောင်းမှုတွေကိုမူဝါဒဖြစ်တရားဝင်ဖော်ပြခဲ့ခြင်းမရှိပေမဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့နိုင်ငံပိုင်မီဒီယာသတင်းဖော်ပြမှုတွေကတဆင့်တရုတ်နိုင်ငံဟာမြေရှားတပ်ထုတွေကိုနိုင်ငံရေးပထဝီဝင်လက်နက်အဖြစ်အသုံးပြုဖို့ဆန္ဒရှိတယ်ဆိုတဲ့သဘောထားကိုပြသခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့စီးပွားရေးတွေဟာတန်ရှင်းနဲ့စွန့်ရင်နဲ့ဤပညာမြင့်ဆက်မှုလုပ်ငန်းတွေပေါ်မှာ ပုံမမှုခိုလာတာနဲ့အမျှမြေရှားတပ်ထုတွေရဲ့ဗျူဟာမြောက်ရေးပါမှုဟာပုံမကြီးထွားလာခဲ့ပါတယ်။ဒါကိုသတိပြုမိတဲ့တရုတ်ကွန်မြူနတီပါတီကမြေရှားတပ်ထုထောက်ပံ့မှုတွေရဲ့ထိန်းချုပ်မှုကိုပုံမအားကိုးပြီးဩဇာလွှမ်းမိုးမှုကိုဖော်ဆောင်လာခဲ့ပါတယ်။ကမ္ဘာမီဒီယာသတင်းဖော်ပြမှုတွေကဒီစိုးရိမ်စရာအချက်ကိုထပ်လောင်းဖော်ပြခဲ့ပြီးတရုတ်နိုင်ငံရဲ့မြေရှားတပ်ထုပြုပြင်ထုတ်လုပ်မှုပေါ်မှာလက်ဝက်ကြီးအုပ်မှုနဲ့ဆက်ဆက်တဲ့အန်ရီတွေကိုချဲ့ထွင်ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းမျိုးမျိုးကိုနောက်ခံထားပြီး Linus ရဲ့မလေးရှားနိုင်ငံမှာရှိတဲ့ဆက်ယုံမှာ Dysprosian outside ကိုစီးပွားဖြစ်ထုတ်လုပ်မှုအောင်မြင်ခဲ့တာဟာနီးပညာဆိုင်ရာအောင်မြင်မှုတစ်ခုထပ်ပေါ်ပါတယ်။ဒါဟာတရုတ်နိုင်ငံပေါ်မိခုံမှုကိုလျှော့ချဖို့နဲ့အရေးပါတဲ့မြေရှားတပ်ထုတွေကိုလွတ်လပ်စွာရယူနိုင်ဖို့အနောက်နိုင်ငံတွေရဲ့ကြိုးပမ်းမှုမှာအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။အခုအချိန်ထိ Linus ဟာတရုတ်နိုင်ငံပြင်ပမှာမြေရှားတပ်ထုတွေကို အကြီးစားခွဲထုတ်ပြီးတန့်တင်နိုင်တဲ့ ကဘာပေါ်မှာတခုတည်းသောကုမ္ပဏီဖြစ်ရှိနေပါတယ်။ Linus ရဲ့အမှုဆောင်ရာရှိချုပ် Amanda Lagazia တတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ Dice Procyan Outside ထုတ်လုပ်မှုအောင်မြင်ခဲ့တာဟာခိုင်မာတဲ့ထောက်ပံ့ရေးကွင်းစက်တစ်ခုတည်ဆောက်ရမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ဒီထုတ်လုပ်မှုကဖောက်တယ်တွေကိုတရုတ်နိုင်ငံပြင်ပမှာထောက်ပံ့သူတဦးထံကနေဒီအရေးပါတဲ့ပစ္စည်းကိုရယူဖို့ရွေးချယ်ခွင့်ပေးတယ်လို့သူမကအမှတ်ချက်ပြုခဲ့ပါတယ်။ လာကာစီက Linus ဟာဂျပန် American ပြည်ထောင်စုနဲ့ဥရောပကဖောက်တယ်ရီနဲ့ထောက်ပံ့ရေးသဘောတူညီချက်တွေညှိနှိုင်းနေတယ်လို့လည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါဟာကမ္ဘာလိုအပ်ချက်ဟာကွဲပြားပြီးယုံကြည်စိတ်ချရတဲ့အရင်းမြစ်တွေစီပြောင်းလဲလာနေပုံကိုမိမောင်းထိုးပြနေပါတယ်။ထောက်ပံ့ရေးကွင်းဆက်ကွဲပြားမှုဟာကမ္ဘာအဆင့်မှာအဓိကလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီး Linus ဟာဒီအသွင်ပြောင်းမှုရဲ့ရှေ့တန်းမှာရပ်တည်နေပါတယ်။ရှေ့ဆက်ပြီး Linus ကုမ္ပဏီဟာဇွန်လမှာ တာဘီယန်အောက်ဆိုက်ကိုအကြီးစားထုတ်လုပ်မှုစတင်မှုစီစဉ်ထားပြီးမြေရှားတတုခွက်မှာဥဆောင်မှုကိုပုံမခိုင်မာစေမှာပါ။ Linus ဟာ2012ခုနှစ်ကတည်းကဩစတြေးလျနောက်ပိုင်းမှာရှိတဲ့ Mount Weld ကနေမြေရှားတတုတတုရိုင်းတွေကို မလေးရှားနိုင်ငံမှာရှိတဲ့စက်ရုံမှာတန့်စင်လာခဲ့ပါတယ်။ဒီလက်တလောထုတ်လုပ်မှုစွမ်းရည်ဟာကမ္ဘာအဆင့်မှာဘီဟာမောက်ချက်ထွင်မှုရဲ့တစိမ့်တစ်ပိုင်းဖြစ်ပါတယ်။ Linus ရဲ့မြေရှားတပ်ထုပြုပြင်ထုတ်လုပ်မှုမှာအဓိကအဆင့်30ပါဝင်ပါတယ်။အဲ့ဒီအရာတွေကတော့တပ်ထုရိုင်းကိုကြိတ်ခွဲပြီးတန့်စင်ခြင်းဓာတ်ရုပ်ပစ္စည်းထုတ်ယူခြင်းနဲ့နောက်ဆုံးထုတ်ကုန်တန့်စင်ခြင်းတို့ဖြစ်ပါတယ်။ Linus ရဲ့ဖောက်တွေဟာအရှိအာရှမြောက်အမေရိကနဲ့ဥရောပကိုလွှမ်းခြုံထားပါတယ်။ American ကာကွယ်ရေးဌာနက2023ခုနှစ်မှာ Linus ရဲ့ Texas ပြည်နယ်မှာဖွင့်လှစ်မဲ့မြေရှားတပ်ထုပြုပြင်ထုတ်လုပ်ရေးစက်ရုံအတွက် ရန်ပုံငွေကို258တန်းအထိတိုးမြှင့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ဒီဆက်ယုံဟာ2026ခုနှစ်မှာလဲပတ်နိုင်မယ်လို့မျှော်မှန်းထားပြီးတရုတ်နိုင်ငံမိခုံမှုရှိတဲ့မြေရှားတထုထောက်ပံ့ရေးကွင်းသက်တစ်ခုတည်ထောင်မှုကျိုးပန်းမှုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာမှာပါ။ American ပြည်ထောင်စုနဲ့ဥရောပသမဂ္ဂဟာတရုတ်နိုင်ငံကနေထောက်ပံ့ရေးကွင်းသက်တွေကိုအန္တရာယ်လျှော့ချပြီးခွဲထုတ်ဖို့ဘူဝါဒတွေကိုတက်ကြောက်သားလိုက်နာဆောင်ရွက်နေပါတယ်။ အဓိကကုန်ကျန်းတွေရဲ့တည်ငြိမ်တဲ့ပြည်ရင်းသို့မဟုတ်မဟာမိတ်အရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့မှုဥပဒေပြုရေးအစပြုမှုတွေနဲ့ထောက်ပံ့ကြေးအစီအစဉ်တွေမိတ်ဆက်ထားပါတယ်။ဇန်နဝါရီလမှာယာရုစတင်ယူထားပြီးကတည်းကတမရထရန့်ကမြေရှားတပ်ထုတွေနဲ့အရေးပါတဲ့တပ်ထုတပ်တွေကို နိုင်ငံတော်လုံခြုံရေးဦးစားပေးအဆင့်ဖြင့်မြှင့်တင်ခဲ့ပါတယ်။မက်လာမှာသူကပြည်ရင်းတပ်ထုဒူးဖော်ရေး project တွေကိုအရှိန်မြှင့်မှုကာကွယ်ရေးထုတ်လုပ်မှုအပ်ဥပဒေကိုအသုံးပြုခဲ့ပြီးချင်းငွေတွေ အခွန်သက်သာခွင့်အနေနဲ့ဗျူဟာမြောင်းယင်းနှိမ့်နယ်မှုတွေလိုအစီအမံတွေကိုမိတ်ဆက်ခဲ့ပါတယ်။ဧပြီလမှာသူကအရေးပါတဲ့တတ်ထုတက်အရင်းမြစ်တွေပေါ်ထိန်းချုပ်မှုကိုအားကောင်းစေဖို့ကုံတရွေးချဲ့ထွင်မှုအဥပဒေရဲ့ပုံမှ232အောက်မှာနိုင်ငံတော်လုံခြုံရေးစုံစမ်းမှုတစ်ခုကိုစတင်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ American Red Act ရဲ့ဘုတ်ဖွဲ့ဝင်တဦးဖြစ်ပြီး Institute of Critical Minerals ရဲ့ပူးတွဲဥက္ကဋ္ဌဖြစ်တဲ့ Melissa Sanderson က အမေရိကန်ပြည်ထောင်စုမှာရှားပါမြေဩဇာ dressing 18မျိုးနဲ့အရေးပါတဲ့တပ်ထုတပ်ပေါင်း90ကျော်ကိုမြေအောက်မှာပိုင်ဆိုင်ထားပေမဲ့အဓိကဒါစီဟာအရင်မြေရရှိနိုင်မှုမဟုတ်ပဲဒီပစ္စည်းတွေကိုတပ်ထုတွေဒါမှမဟုတ်တန်လိုက်တွေဖြည့်ပြုပြင်ထုတ်လုပ်ဖို့စက်မှုအခြေခံအဆောက်အအုံမရှိခြင်းဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။မယ်လီဆာဆန်ဒါဆန်ကအခုချိန်မှာအမေရိကန်ပြည်ထောင်စုမှာတန်လိုက်ထုတ်လုပ်သူအရေးအတွက်ဟာတုံညပါ။ဧပြီလဆောပိုင်းမှာတရုတ်နိုင်ငံက အကြီးစားရှာပါမြေဩမြေဩစာ dressing ခုနှစ်မျိုးပေါ်တင်ပို့မှုကန့်သက်ချက်အစ်တွေကြီးညာခဲ့ပါတယ်။ဒါဟာတမရထရန့်ရဲ့ April 2ရက်နေ့မှာတရုတ်နိုင်ငံမှာတင်သွင်းတဲ့ပစ္စည်းတွေပေါ်အောက်ခုံတွေကိုတိတိတသားမြင့်တင်ရန်ဆုံးဖြတ်ချက်ပေါ်တိုက်ရိုက်လက်တုံပြန်မှုဖြစ်ပါတယ်။နောက်ဆုံးရက်90ကြာအောက်ခုံရက်ဆိုင်မှုမတိုင်ခင် American ပြည်ထောင်စုရဲ့တရုတ်နိုင်ငံထုတ်ကုန်တွေပေါ်ပြင်းမြအောက်ခုံဟာ145ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။အချို့ electronic ထုတ်ကုန်တွေကို ယာယီအောက်ခုံကင်းလွတ်ခွင့်ပေးထားပေမဲ့အောက်ခုံအတိုင်းတာဟာထပ်မံချက်ထွင်မလားဆိုတာမရေရာမှုတွေရှိနေသေးပါဆန်နာဆန်ကလက်ရှိအစိုးရအုပ်ချုပ်ရေးဟာပြည်ရင်းပြည်ပြင်ထုတ်လုပ်မှုနဲ့ထုတ်လုပ်မှုစွမ်းရည်မှာချို့တက်မှုရဲ့ပြင်းထန်မှုကိုအပြည့်အဝနားလည်ထားတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်တမရာထရန်ကဧပြီလ2ရက်နေ့မှာအမိန့်စာတစ်စောင်ကိုလက်မှတ်ရေးထိုးခဲ့ပြီးကူးတန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝတ်လုတ်နစ်ကို ရက်180အတွင်းပြည်စုံတဲ့အစီအစဉ်တစ်ခုတင်ပြဖို့ညွှန်ကြားခဲ့ပါတယ်။ဒီအစီအစဉ်မှာအမေရိကန်ပြည်ထောင်စုတွင်မိမိကိုယ်ကိုဖူလုံတဲ့မြေရှားတပ်ထုထောက်ပံ့ရေးဂွင်းသက်တစ်ခုဖန်တီးနိုင်မှု Federal အစိုးရကဘလို့ထောက်ပံ့နိုင်မလဲဆိုတာကိုအသေးစိတ်ဖော်ပြထားမှာပါ။မြေရှားတပ်ထုအရင်းမြစ်တွေကိုတူးဖော်ယုံထက်အသုံးပြုပြီးပစ္စည်းတွေကိုပြန်လည်အသုံးပြုခြင်းပြည်ရင်းပြည်ပြင်ထုတ်လုပ်မှုစွမ်းရည်တွေကိုတိစောက်ခြင်းနဲ့ကုန်ကျန်းကစလို့နောက်ဆုံးနည်းပညာမြင့်ထုတ်ကုန်တွေအထိပေါင်းစည်းထားတဲ့ ထောက်ပံ့ရေးကွင်းသက်တခုတည်ဆောက်ခြင်းတို့ပါဝင်ပါတယ်။နောက်ဆုံးညီမှန်ချက်ကတော့ရှင်းလင်းပါတယ်။တရုတ်နိုင်ငံပေါ်မိခုံမှုကိုဖယ်ရှားပြီးအရေးပါတဲ့တပ်ထုတက်တွေမှာဗျူဟာမြောက်လွတ်လပ်မှုကိုတည်ထောင်ဖို့ပါ။အမိန့်စာမှာအရေးပါတဲ့ကုန်ကျန်းတွေဥပမာမြေရှားတပ်ထုတွေကိုနိုင်ငံရေးပထဝီဝင်လက်နက်အဖြစ်အသုံးပြုနိုင်တဲ့နိုင်ငံတနိုင်ငံကထပ်မံထိန်းချုပ်ခွင့်မရှိစေရဘူးလို့ရှင်းလင်းစွာဖော်ပြထားပါတယ်။ ဒါဟာအမေရိကန်တရုတ်ကုန်သွယ်ရေးနဲ့နှီးပညာစစ်ပွဲတွေပုံမပြင်းထန်လာနေတဲ့ချိန်မှာအထူးအရေးတကြီးဖြစ်ပါတယ်။မြေချားတပ်ထုတွေဟာတန်ရှင်းနဲ့စွန့်ရင်နဲ့အစိမ့်မြင့်နှီးပညာတွေနဲ့သာသက်ဆိုင်တော့မှာမဟုတ်ပါဘူး။သူတို့ဟာနိုင်ငံတော်ကာကွယ်ရေးအာကာသယာဉ်နဲ့စီမီကွန်တတာကဏ္ဍတွေမှာမရှိမဖြစ်အစိပ်ပိုင်းတွေဖြစ်လာပါတယ်။စီးပွားရေးပညာရှင်နဲ့စောင်းမရှင်အန်တိုနီယိုဂရေးစီဖိုကဒီရချက်ကိုအလေးပေးပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ပြက်ပြက်သားသားဆောင်ရွက်ရမယ်လို့ဆိုခဲ့ပါတယ်။တရုတ်နိုင်ငံကမြေရှားတပ်ထုတွေကိုအမေရိကန်ပြည်ထောင်စုစီ အပိသက်ပိတ်ပင်မယ်ဆိုရင်ဒါဟာအကြက်တဲတစ်ခုမဟုတ်ပါဘူး။ဒါဟာအမေရိကန်ကမြေရှားတပ်ထုကိုကိုယ်တိုင်ထုတ်ဖို့ထုတ်စေဖို့တွန်းအားတစ်ခုပါလို့သူကပြောပါတယ်။အမေရိကန်တရုတ်ကုန်သွယ်ရေးဆက်ဆံမှုတွေကိုအကြက်တဝင်းလေ့လာခဲ့တဲ့ Gracie Fo ကအမေရိကန်ပြည်ထောင်စုမှာဖြစ်နိုင်တဲ့အခြားရွေးချယ်ချက်တွေရှိတယ်လို့ယုံကြည်ပါတယ်။ ယူကရိန်းလိုမြေရှားတပ်ထုတိုက်တွေအတုံးမချရသေးတဲ့နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေတာလည်းပါဝင်ပါတယ်။မူဝါဒပြုပြင်ပြောင်းလဲမှုစီးမင်းဥပဒေတွေချုံးမွေ့စေမှုနဲ့အစိုးရပုတ်ကလေးကပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ American ဆက်မှုကဏ္ဍဟာဒီဗျူဟာမြောက်စိန်ခေါ်မှုကိုဖြည့်ဆည်းဖို့ထွက်ပေါ်လာနိုင်တယ်လို့သူကဆိုပါတယ်။ Colorado School of Mines မှာစီးပွားရေးပါမောက်က Ian Lynch ကမြေရှားတပ်ထု dressing တချို့ကိုကန့်သတ်လိုက်ရင်တော့ ဲ့ဒီ dressing တွေဟာလုံးဝအစားထိုးမရတဲ့အရာတွေမဟုတ်ဘူးလို့ယုံကြည်ပါတယ်။တကယ်တော့ထုတ်လုပ်သူတချို့ကအဲ့ဒီသတ်မှတ်ထားတဲ့ပစ္စည်းတွေမပါဘဲထုတ်လုပ်မှုကိုဆက်လက်လှုပ်ဆောင်နိုင်တယ်လို့ပြောပြထားတယ်လို့သူကမှတ်ချက်ပြုခဲ့ပါတယ်။ Lynch ကလွန်ခဲ့တဲ့နှစ်အနည်းငယ်တွင် American ပြည်ထောင်စုဟာသူ့ရဲ့မြေရှားတပ်ထုထောက်ပံ့ရေးကွင်းဆက်ကိုတဖြည်းဖြည်းတိစောက်လာခဲ့တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။သူ့အမြင်အရတကယ်ပြည်ရင်းထုတ်လုပ်မှုဟာအခုဆိုရင်လက်လန်းမီလူနီပါဖြစ်နေပါပြီ တရုတ်နိုင်ငံဟာမြေရှားတပ်ထုတင်ပို့မှုပိတ်ပင်တာကိုရေရှည်ထိမ့်သိမ့်နိုင်မလားဆိုတာကိုလည်းသူကမေးခွန်းထုတ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်အမေရိကန်ပြည်ထောင်စုဟာတရုတ်နိုင်ငံရဲ့မြေရှားတပ်ထုတွေကို အကြီးမားဆုံးတဦးချင်းဝယ်ယူသူဖြစ်ဆက်လက်ရှိနေလို့ပါ။မကြသေးမီကတရုတ်နိုင်ငံရဲ့အဓိကရှားပါမြေဩဇာထုတ်လုပ်သူတွေရဲ့ဘန်နာရေးထုတ်ပြန်ချက်တွေမှာတိတာထင်ရှားတဲ့ကြာဆင်းမှုတွေထင်ရှားနေပါတယ်။ဧပြီလ18ရက်နေ့မှာစက်မှုလုပ်ငန်းမှာဥဆောင်နေတဲ့ China Northern Rare Earth Group ကနေ့စဉ်ဝင်ငွေဟာယွမ်33ဘီလီယံခန့်ရှိတယ်လို့ဖော်ပြခဲ့ပြီးဒါဟာယခင်နှစ်ကထက်တိတသမ600ခန့်လုံးကျဆင်းသွားတာပါပိုပြီးထူးခြားတာကရှယ်ယာရှင်တွေအတွက်အတရင်အမြတ်ငွေဟာ58ရာခိုင်နှုန်းဒီပါထိုးကျသွားပြီးယွမ်1ဘီလီယံသာရှိပါတော့တယ်ဒီတိတာထင်ရှားတဲ့ကျဆင်းမှုဟာယခင်နှစ်ကနှစ်စဉ်အမြတ်ငွေ60ရာခိုင်နှုန်းကျဆင်းမှုရဲ့နောက်မှဖြစ်ပေါ်ခဲ့တာဖြစ်ပြီးဆက်လက်ကျဆင်းနေတာကိုဖော်ပြပါတယ် နိုင်ငံပိုင်ဖြစ်တဲ့ China Red Earth Group ကပုံမိုးစိုးရင်စရာကောင်းတဲ့ခံမှန်းချက်တွေကိုဖော်ပြခဲ့ပါတယ်။ဒီကုမ္ပဏီဟာ2024ခုနှစ်မှာယွမ်290တန်းကနေတန်း360အထိဆုံးရှုံးမယ်လို့မျှော်မှန်းထားပြီး2023ခုနှစ်မှာယွမ်420တန်းအမြတ်ရရှိခဲ့ပြီးနောက်နှစ်စဉ်နှိုင်းယှဉ်ရင်46ရာခိုင်နှုန်းနီးပါးကျဆင်းသွားတာပါ။ဒီအနှုတ်လက္ခဏာနယ်မြေစီပြောင်းရွှေ့မှုဟာအမြတ်ဆုံးဟာတာမန်ကျုံသွားတာမဟုတ်တော့ဘဲလုံးဝပျောက်ကွယ်သွားနေပြီဆိုတာကိုတင်ပြပါရစေ။ ဒီဆက်မှုလုပ်ငန်းကြီးနှစ်ခုရဲ့တပြိုင်တည်းနှေးကွေးသွားမှုဟာတရုတ်နိုင်ငံရဲ့မြေရှားတပ်ထုကဏ္ဍဟာယနေ့ပြောင်းလဲနေတဲ့ကမ္ဘာပတ်ဝန်းကျင်မှာကြုံတွေ့နေရတဲ့ဖိအားတွေတိုးလာနေတာကိုညွှန်ပြနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။